မိဖွားထားတာရက်ပိုင်ပဲရှိသေးတယ်မိမကိုလိန်ဆက်ဆက်မို့ခေါ်တာမရလို့စိတ်ဆိုပြီးမိမကိုမချေနှက်ဖြစ်ခါရက်တာအရွယ်သူရဲ့ကလေးကိုတော်ထဲချီသွားပြီးပြစ်ထားခဲ့တဲ့ဆိုတဲ့ထိုင်းနမိတ်ကြီးတရင်ကိုကျွန်တော်ပြန်လေပြောပြပြီးသွားမှာပဲဖြစ်ပါတယ် ဖြစ်စဉ်ကတော့3လပိုင်21ရက်နေ့ကထိုင်းတည်င်းနေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံဘူလီလန်မြို့မှာနေထိုင်တဲ့အသက်22နှစ်အရွယ်ဝက်ချရာဆိုတဲ့ထိုင်းမျိုးသားတဦးဟာမိဖွားထားတာရက်ပိုင်ပဲရှိသေးတယ်သူရဲ့မိန်းမကိုလိန်ဆက်ဆံမှုခေါ်ခဲ့ပါတယ်။ဒီလိုနဲ့မိန်းမဖြစ်သူမှာမိဖွားထားတာရက်ပိုင်ပဲရှိသေးတာကြောင့်ယောက်ျားဖြစ်သူရဲ့တောင်းဆိုမှုကိုညှင်းဆိုခဲ့ပါတယ်။အဲအခါမှာတော့ယောက်ျားဖြစ်သူဝက်ချရာဆိုသူဟာသူရဲ့မိန်းမကိုမချိနဲ့ဖြစ်ပြီးသူရဲ့သွေးရင်သားရင်ဖြစ်တဲ့ကလေးကိုငပြောတော်တစ်ခုထဲကိုခြိသွားပြီးပစ်ထားခဲ့ပါတယ်။နောက်ပြီးဝက်ချရာဆိုသူဟာအသက် 32ရက်အရွယ်သူရဲ့ကလေးကိုတပ်ပုံရိုက်ပြီး မိမဖြစ်သူစီကိုပို့သွားခဲ့ပါတယ်။ဒီလိုနဲ့မိမဖြစ်သူမှာယောက်ျားရဲ့လောရက်ကိုမကျေနပ်တာကြောင့်ကလေးရဲ့ဓာတ်ပုံနဲ့သူ့ရဲ့ခန်းစားချက်တွေကို line ပေါ်မှာ posting ခဲ့ပါတယ်။သူမရေးပြီးတင်ခဲ့တာကတော့ကို့သွေးရင်သားရင်ကိုအခုလိုလောက်တာနင်းမှန်တယ်လို့ထင်နေလား။ဒါအကြီးကိုလည်းနင်းရိုက်တယ်။အငယ်လေးကိုလည်းနင်းအခုလိုလောက်တယ်။ငါနဲ့အနာမရှိရင်လည်းနင်းငါကိုအမြင်နှိပ်စက်တယ်။နင်းမှန်တယ်ထင်ရင်ဆက်လုပ်။နင်းဖြစ်ချင်းတာမဖြစ်ရရင်ကလေးလေးအပေါ်မှာပုံချတဲ့ဆိုပြီးမိမဖြစ်သူမှာ posting ခဲ့ပါတယ်။အဲနောက်ပိုင်းမှာတော့ဘူလီလန်မျိုးရဲတပ်ဖွဲ့မှ line ပေါ်မှာ ပို့စတင်ခဲ့တဲ့အသက်22နှစ်အရွယ်အော်ရထိုင်ဆိုတဲ့မိန်းကလေးရဲ့အိမ်ကိုလိုက်သွားပြီးဖြစ်စဉ်နဲ့ပတ်သက်ပြီးမေးမြန်းမှုပြုလုပ်တော့အော်ရထိုင်ဆိုတဲ့မိန်းကလေးပြောပြတာက သူမဟာဘူလီလန်မျိုးမှရှိတဲ့ယောက်ျားဖြစ်သူရဲ့အိမ်မှာလာလိုက်နေသူတယောက်ဖြစ်ပြီးယောက်ျားဖြစ်သူနဲ့မကြခနားဆိုးသလိုစကားများရန်ဖြစ်ရတယ်။ရန်ဖြစ်ရတဲ့အကြောင်းကတော့ယောက်ျားဖြစ်သူဟာဆလော့ဂိန်အရန်ဆော့ပြီးစေးလေတုံးနဲ့နောက်ပြီးသူမတို့မှကလေးနှစ်ယောက်ရှိတယ်။တာအကြီးကအသက်တနှစ်အငယ်ကတော့၁၂ရက်သားပဲရှိသေးပြီးလွန်ခဲ့တဲ့၅ရက်လောက်ကလည်းယောက်ျားဖြစ်သူဟာအပြင်မှာစိတ်ငြိမ်းလာပြီး မီးဖွားထားတာရက်ပိုင်မဲ့ရှိသေးတယ်သူမကိုလိန်ဆက်ဆက်မှုခေါ်တယ်သူမဘက်ကလည်းမီးဖွားထားတာရက်ပိုင်မဲ့ရှိသေးတာကြောင့်ယောက်ျားဖြစ်သူရဲ့တောင်းဆိုမှုကိုညှင်းဆိုလိုက်တယ်အဲအခါမှာယောက်ျားဖြစ်သူဟာသူဖြစ်ချင်းတာမဖြစ်ရတာကြောင့် တာအကြီးနဲ့သူမကိုပြဿနာရှာပြီးရိုက်တယ်။နောက်ပြီးယောက်ျားဖြစ်သူဟာသူမကိုမချေနှက်တာကြောင့်အရွက်တိုက်ချင်းလို့သူမအိမ်မှာမရှိတဲ့အချိန်ကိုစောင်းပြီးမွေးထားတာရက်ပိုင်ပဲရှိသေးတဲ့သူမရဲ့ကလေးကိုငပြောတော့တစ်ခုထဲကိုခေါ်သွားပြီးပြစ်ထုတ်ခဲ့တယ်။ပြီးသွားတော့သူပြစ်ထုတ်လိုက်တဲ့အကြောင်းဓာတ်ပုံရိုက်ပြီးသူမကိုပို့လာတယ်။ဒီလိုနဲ့သူမလည်းကလေးကိုအရန်စိတ်ပူခဲ့ပြီးရွာလူကြီးကိုအမျက်ဆုံးအကြောင်းကြားခဲ့တာဖြစ်တယ်။ပြီးသွားတော့ရွာနာမှာရှိတဲ့ငပြောတော်လေးမှာကလေးကိုလိုက်ရှာတော့ဘလူးမရှာမတွေ့ခဲ့ဘူး။နောက်ဆုံးမှတီရတာကယောက်ျားဖြစ်သူဟာကလေးကိုငပြောတော်ထဲမှာဓာတ်ပုံရိုက်ပြီးအိုင်းနောက် ပိုင်းမှာအိမ်ကိုပြန်မခေါ်လာတော့ပဲသူ့အတော့အိမ်မှာသွားပို့ထားခဲ့တာဖြစ်တယ်လို့အော်ရထိုင်ဆိုတဲ့မိန်ကလေးမှမျက်ရည်ကြားရင်းပြောပြပါတယ်အိုင်းနောက်ပိုင်းမှာတော့ထိုင်ရဲတပ်ဖွဲ့မှကလေးကိုချီသွားပြီးငပြောတော်ထဲမှာပြစ်ထားခဲ့တဲ့ယောက်ျားဖြစ်သူကိုရွာထဲမှာလိုက်လံရှာဖွေဖမ်းဆီးခဲ့ပြီးသူ့လုံရံနဲ့ပတ်သက်ပြီးမေးမြန်းမှုပြုလုပ်တော့အသက်20နှစ်အရွယ်ဝတ်ချရာဆိုတဲ့အမျိုးသားပြောတာကငပြောတော်တွေကကလေးဓာတ်ပုံတွေကိုတော့ကျွန်တော်ဝန်ခံတယ်ဒါပေမဲ့ကျွန်တော်အတီလုံးခဲ့တာမဟုတ်ဘူးကလေးကိုအောက်ခနာချပြီးဓာတ်ပုံရိုက်ပြီးတာနဲ့ကောက်ချီပြီးအတော်အိမ်ကိုခေါ်သွားခဲ့တာဖြစ်တယ် နောက်ပြီးကျွန်တော်အဲ့လိုလုပ်ခဲ့တဲ့ဆိုတာကလည်းမိန်းမကိုအရွယ်တိုက်ချင်းလို့အဲ့ဒီကမိန်းမကိုလိန်ဆက်ဆက်မှုခေါ်တာအတီခေါ်ခဲတာလည်းမဟုတ်ဘူး။စရင်နောက်ရင်နဲ့ခေါ်ခဲတာဖြစ်တယ်လို့ဝချရာဆိုတဲ့အသက်22နှစ်အရွယ်ယောက်ျားဖြစ်သူမှပြောပါရတယ်။အိုင်နောက်ပိုင်းမှာတော့ထိုင်းရဲတပ်ဖွဲ့မှမိန်းမကိုလိန်ဆက်ဆက်မှုခေါ်တာမရလို့အရွယ်တိုက်ပြီးရက်တာအရွယ်ကလေးကိုငပြောတော်ထဲမှာတွားပစ်ခဲ့တယ်။အသက်22နှစ်အရွယ်ဝချရာဆိုသူကိုစိတ်ဆင်မှုခံယူခဲ့ပြီးမူရင်းစေဝါတုံးဆွဲထားမှုတွေ့ရှိခဲ့တာကြောင့်စေးတုံးဆွဲမှုနဲ့ဖန်စီသွားခဲ့ပါရတယ်။